စ္စာဆိုရယ်ကျမမဟုတ်တော့မဟာသေးဒီကျမ2019 2018မှာကျမပွဲရတယ်ပညာရေးပြီးဆုံးတယ်ကျမ2019မှာမျိုးသားရေးစလုပ်တယ်ကျမပထမဆုံးမျိုးသားရေးလုပ်ထားတယ်နေပြင်းမှာမျိုးသားရေးစပြီးလုပ်ချတာဆိုတော့ကျမဒီ2019ကနေခု2025တိုင်အောင်ကျမဖျက်တန်းခဲ့တယ်မျိုးသားရေးနိုင်ငံရေးလမ်းကြောင်းတစ်လျှောက်မှာကျမဘဝမှာလူတိမခံဝဲစရာငွေရင်းချင်းနဲ့ပတ်သက်လို့အခွင့်အလမ်းနေနဲ့ပတ်သက်လို့အကျိုးခံစားခွင့်နေနဲ့ပတ်သက်လို့ကျမဘသူတူတူတယောက်ရှိတာမှာဘာတစုံတရာမှာလူသိမခံဝင်စရာကျမဘွားမှာပါမှမရှိဘူး ပတ်စားဆိုရဲထို့သဖြင့်ဘုကမာတာဝန်တယောက်နေလဲတက်နိုင်တယ်ကျွန်မကံကားပါဝင်တော့ထင်းနေအထူးသဖြင့်မိမတယောက်ရဲ့ဘဝမှာတိတ်ကိုအရေးပါဆုံးဖြစ်တဲ့ကာမေသူမိစ္ဆာသာရကဲကျွန်မအသက်နဲ့လဲပြီးတော့ကျွန်မတန်လျာဆက်ဆက်ကျိန်ဆိုပြီးတော့သစ္စာဆိုရဲကျွန်မနာမည်ကြီးပေါ်နဲ့ပတ်စံရဖို့အတွက်သူများအိမ်တော်ကိုပြစ်မာတဲ့ထဲမှာမကတို့မဟုတ်ဘူးပါပါနာမည်ကြီးပေါ်တဲ့ပတ်စာရဖို့တက်ဆိုလို့ရှိရင်ကာမေတုကံကိုကျိုးလို့မဲ့တန်စာရဲမှလည်းကျွန်မမပါဘူး မူတာဝါဒကံကတော့ဝေ့ရောပဲဆိုတော့ကဒီခါလိုက်တော့နော်စစ်တက်ကအစ်မြင့်တုံးနေတုံးပြီးတော့အဲ့ဒီကချင်ကရကရင်ချင်းရှမ်းမြောက်ဇာကားကြီးမကွေးမှာ ထိုးဆစ်စင်ပြီးတော့စီရီတွေတိုးချဲ့နေတဲ့တွေတွေတော်လန်ရဲ့တက်ဖွဲ့တွေတိမ်ဆုံးပြီးစခန်းတွေလလွပေးနေရပါတယ်လို့ DBB ပြည်ဖြတ်မိရကဝန်ခံပေးသားလိုက်တယ်။ PDF တွေတေချင်းစိုးနဲ့ပိတ်ပြီးတော့သူတို့စခန်းတွေလလွပေးနေရတယ်လို့ပြည်ဖြတ်မိရကကိုယ်တိုင်ကဝန်ခံလိုက်ပြီ နော်တသက်လုံးဘယ်နာမှာစီပီပီစက်တက်ကဘယ်နှယောက်တည်ပါရဲတော်လိုင်းရဲ့တပ်ဖွဲ့တွေကအထီးခိုင်အကြရှုံးမရှိစုတ်ခွာနိုင်ခဲ့ပါရဲဆိုတော့ DVB လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကစစ်တက်ကနည်းနည်းတွေချဲ့ပြီးတော့နော်စီရီတွေချဲ့ပြီးတော့ထိုးစစ်ဆင်နေတဲ့အတွက် PDF တွေတည်ပြီးတော့စကန်တွေလက်လွတ်ပေးနေရပါရဲလို့ဝန်ခံလို့ရှိရင်မြေပြင်မှာဘလောက်ထိပြာပုံဖြစ်နေပြီလဲဆိုတာခင်ဗျားတို့တွေးကြည့်နေသေးပါလိမ့်မယ်ဒါကြောင့်မို့လို့ခင်ဗျားတို့ကပြောပါတယ် Standard Army Standard Army ဆိုတာအဲ့ဒါမျိုးကိုခေါ်ရဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Standard Army လက်တံပြောင်းနေသည်လို့မပူတူပြောပြလာတဲ့ရုပ်တံနဲ့အတူလုံခြုံရေးအတွက် Nuclear နဲ့အခြားစွမ်းအင်များရင်းနှီးမြှုပ်နှံထားရမည်ဟုစစ်ကောင်းဆောင်ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။စွမ်းအင်နဲ့အရင်းအမြစ်လုံခြုံရေးကိုအလေးအနက်စဉ်းစားရမည်ဖြစ်သောကြောင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Nuclear နဲ့အခြားစွမ်းအင်ကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံမှုများလုပ်ထားရမည်ဖြစ်ကြောင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကပြောသည်။ ယမန်နေ့ကနေပြည်တော်၌ပြုလုပ်သော2025အလွန်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်သည့်ပြီးခဲ့သည့်ရက်ပိုင်းကရုရှားနိုင်ငံသို့တွားရောက်ခဲ့သည့်ခီးဤစင်၌စစ်ကောင်းဆောင်က အသေးစားနျူကလ িয়ার တအားပေးဆက်ရုံတိဆောက်ရေးအပါအဝင်နှစ်နိုင်ငံအကြားသဘောတူညီချက်30ခုအားလက်မှတ်ရေးထိုးခဲ့တော်လဲနျူကလ িয়ার ဆက်ရုံအားမိတိနေရာမိတိအချိန်ကာလအတွင်းတိဆောက်မှုကိုမတိရသေးဘူး။ဒီနေ့ပါမျိုးရင်ကျွန်မမကုတုမဟာဒေးပါရှင်။ဒီနေ့နောက်25ခုနဲ့လက်ရှိလာနေဆက်တည်ရနေဖြစ်ပါတယ်။အာကာသနီးတင်ညာကိုပြည်တွင်းဆက်မှာအသုံးပြုနိုင်ကြလား။ အီးဖြတ်အာပြီးချမ်းဖာအာပြီးအယောင်ဒီတင်းထားတာကအာကတဲ့နီးပညာကိုပြင်းနှင်းစမှာတော့ပြုနိုင်သလားဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ပြောဆိုနေကြတယ်ခင်ဗျာ BOA ကတော့သူတို့ရဲ့စေတနာကံတူအချိုးပေးတက်တက်လုံးတစ်ဖက်ပိတ်ပြီးတော့တစ်ဖက်ဆောင်နေနေပြောဆိုနေတာခက်တယ်မြတ်သူတို့ရဲ့လိမ်လည်မှုကိုအမေရိကန်ကိုယ်တိုင်ကသိရှိတဲ့အတွက်တောင်းစားခွက်ပြောက်သွားပြီးရောင်းနေရောက်သွားတော့အယောင်ဒီကလည်းပဲသူတို့လည်း BOA လိုတောင်းစားခွက်ပြောက်ခြင်းကြုံပါဆိုတဲ့အတွက်အားကြောင့်ကဲထားပြီးပြောကြရပေါ့ဆိုတော့ပထမဆုံးပြင်းပြဆိုလို့ဘူးချိန်ကြီးတုံးလုံးနေကြရပေါ့ ကျွန်မထပ်ခါထပ်ခါမေးဖို့ပါတယ်ခင်ဗျားတို့အဖေခေါ်နေတဲ့အခု PDF တွေအလုပ်ကြီးတွေကစစ်ကင်ညာတင်နေပါတယ်ဆိုတော့ KIA ရဲ့နောက်မှာ KNU ရဲ့နောက်မှာချင်းဟာ CNA ရဲ့နောက်မှာပလောင်နဲ့ကိုကံရဲ့နောက်မှာတခြားသောပြည်ပနိုင်ငံတွေရဲ့နိုင်ငံရေးဩဇာနိုင်ငံရေးအာဏာလက်ဝေခံဩဇာချက်မဟုတ်ပါဘူးလို့နိုင်ငံရေးအာမခံချက်ပေးနိုင်တာကျွန်မမေးတာနိုင်ငံရေးအာမခံချက်ဖြစ်တယ်။လမ်းပေးစကားတွေကိုကျွန်မမပြောဘူးနော်။ကျွန်မမဘုထုမဟာသေးတယ်။တုံးပါတရားဘူးတုံးပါတယ်ကိုကျွန်မမပြောဘူး။ ကျမကိုယ်တိုင်ကနိုင်ငံရေးကိုနိုင်ငံရေးလို့ပဲပြောတယ်ကျမကိုယ်တိုင်ကနိုင်ငံရေးအာမခံချက်ပေးနိုင်တယ်ဒါကြောင့်မလို့ကျမကလည်းတမယကိုနိုင်ငံရေးအာမခံချက်တောင်းတယ်အဲ့ဒီလိုမျိုးနိုင်ငံရေးအာခံမခံချက်မပေးနိုင်ရင်ဒီလိုဆိုလို့မပြောနဲ့နောက်တစ်ခုအဲ့ဒီအေးအောက်လေးတင်းထာနာကိုယ်တိုင်ကကျမတို့ကိုယ်တိုင်ကအမှန်တကယ်ကိုလွတ်လပ်တဲ့တင်းထာနာပါကျွန်တော်တို့ကတကယ်ကိုလွတ်လပ်တဲ့သတင်းမီဒီယာပါဒီကနိုင်ငံတွေရဲ့ငွေဝဲကြောင့်မဟုတ်ပါဘူးလက်ကင်တုံးမဟုတ်ပါဘူးလို့ကျမတို့ဟိုဒီနှစ်သိန်းလေးတောင်အထူးရှိတယ်မဟာပထဝီမြူကြီးကိုတိုင်တယ်ပြီးသစာပြရတယ်လားဒီတခုမဲ့ကျမမေးမယ် နော်ပြည်တွင်းဆွလို့တုံးနေကြသေးတယ်ဖြစ်တဲ့အတွက်ပြည်တွင်းဆွလို့တုံးနေသေးတယ်အဲ့ဒီအကြက်ဖက်အာမေအရာဝတီတရဌာနကိုလည်းကျွန်တော်တို့ကတကယ်ကိုလွတ်လပ်တဲ့တရဌာနဖြစ်ပါတယ်အသေးချလွတ်လပ်တဲ့မီဒီယာသမားတွေဖြစ်ပါတယ်ကျွန်တော်တို့ကပြည်ပနိုင်ငံကြီးရဲ့ငွေဝဲကြောင့်မဟုတ်ပါဘူးလက်ကင်တော့မဟုတ်ပါဘူးအကယ်လို့များကျွန်တော်တို့ဟာတီးပနိုင်ငံကြီးရဲ့ငွေဝဲကြောင့်လက်ကင်တော့ဖြစ်ခဲ့ရင်ကျွန်တော်တို့ရဲ့တားဆင်ရေးဆက်တန်တရာဆက်ဆက်ပဲတော့မှလူပြန်မဖြစ်ပါစေနဲ့လို့များတို့သစ္စာဆုံးရဲလားများတို့ကျေးဇူးရဲလားကျွန်မသစ္စာဆုံးရဲတယ် ်ကျွန်မမဟုတ်တော့မဟာသေးဘူးကျွန်မ2019 2018မှာကျွန်မဖွဲရတယ်ပညာရေးပြီးဆုံးတယ်ကျွန်မ2019မှာမြို့သားရေးစာလုပ်တယ်ကျွန်မပထမဆုံးမြို့သားရေးလုပ်ထားတယ်ရေးပြင်းမှာမြို့သားရေးစာပြီးလုပ်ရှာတာဆိုတော့ကျွန်မဒီ2019ကနေခု2025တိုင်အောင်ကျွန်မဖြတ်တန်းခဲ့တယ်မြို့သားရေးနိုင်ငံရေးလမ်းကြောင်းတစ်ချောင်းမှာကျွန်မဘဝမှာလူတိမခံဝဲစရာငွေရေးချိန်နဲ့ပတ်သက်လို့အခွင့်အလမ်းအနေနဲ့ပတ်သက်လို့အကျိုးခံစားခွင့်အနေနဲ့ပတ်သက်လို့ကျွန်မဘယ်သူတူတူတယောက်ရှိတာမှဘာတစုံတရာမှလူတိမခံဝဲစရာကျွန်မဘဝမှာဘာမှမရှိဘူး ကျမလက်စားဆိုတယ်ထို့သဖြင့်ဘောက်ကဘာသာဝင်တယောက်နေလဲတက်နိုင်တယ်ကျမကံငါးပါးကိုလုံးထင်းနေအထူးသဖြင့်မိမတယောက်ရဲ့ဘဝမှာတိတ်ကိုအရေးပါဆုံးဖြစ်တဲ့ကာမေသူမိစ္ဆာသာရကဲကျမအသက်နဲ့လဲပြီးတော့ကျမတန်လျာဆက်ဆက်ကျင်းဆိုပြီးတော့တက်ဆာဆိုလေကျမနာမည်ကြီးပေါ်နဲ့ပတ်ဆက်ရဖို့အတွက်သူများအင်တာကိုပြင်မာနေတယ်မှာမဘူးမဟာဘူးမှာပါနာမည်ကြီးပေါ်တဲ့ပတ်စာရဖို့အတွက်ဆိုလို့ရှိရင်ကာမေတုကံကိုကျူးလွန်မဲ့အတန်းစားရမှာလေကျမမပါဘူး ူတာဝါရကံကလုံးဝေ့ရောပဲဆိုတော့ကလွတ်လပ်တဲ့သတင်းမီဒီယာဖမ်းမလိုက်တဲ့သတင်းမီဒီယာဆိုတာကခင်ဗျားတို့ကိုယ်တိုင်ကအမေရိကန်ပြည်တွင်းစစ်ပါလို့ပြောချင်နေဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ကလွတ်လပ်တဲ့သတင်းသမားစိတ်ရလားဆိုတာနိုင်ငံရေးအာမခံချက်ပေးနိုင်မှာဒီလိုစကားမျိုးပြောတဲ့လေနော် ပြီဆိုတော့တို့ဘာကြောင့်ဒီအာဂတ်နေပညာနဲ့ပြောလဲဆိုလို့ရှိရင်လက်ရှိမှာကျွန်တော်တို့မြန်မာပရက်ရှာနှစ်နိုင်ငံပူးတွဲပြီးတော့နော်ဂျိုဒုကနေပြီးတော့ဂျိုဒုကနေပြီးတော့ဓာတ်ပုံတွေတင်းချက်လက်တွေရယူပြီးနှစ်နိုင်ငံအချင်းချင်းမျှဝေတယ်ဂျိုဒုကရရှိတဲ့တင်းချက်လက်တွေဤပညာတွေစည်ရေးချက်လက်တွေအကုန်လုံးကိုမျှဝေပြီးတော့အာဂတ်နေပညာနဲ့စူးစမ်းလေ့လာရေး ာနာကျမတို့မြန်မာနိုင်ငံမှာဖွင့်လိမ့်မယ်ဆိုတော့အာကာသနီးပညာနဲ့စူးစမ်းဂျိုတုနီးပညာပေါ့နော်အာကာသစူးစမ်းလေ့လာရေးနဲ့ဂျိုတုနီးပညာကိုရေးချမ်းစွာအသုံးချဖို့အတွက်ကျမတို့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံနှစ်နိုင်ငံသဘောတူညီမှုရရှိပြီးဖြစ်တဲ့အတွက်အဲ့ဒီအပေါ်မှာအိမ်မရတဲ့စိတ်တရားညံ့ရနေကြတာဖြစ်တယ် ကြော်ပြည့်ဖက်မိသားတွေကိုသူတို့အားပေးနေတဲ့ဂျမ်းဖက်သမားတွေကိုယ်တိုင်ကအာကာသနီးပညာနဲ့သူတို့တွေကိုထောက်လန်းလို့ရှိရင်ဒီဂျိုတို့ကနေထောက်လန်းလို့ရှိရင်သူတို့ဘဝကတောင်းမြင်မှာနှုတ်တဲ့ခွဲတွေကိုဖြစ်တယ်မှာသိတဲ့အတွက်အိတ်မရရင်စိတ်ကလည်းညရင်ညဘူးပူလောင်နေကြတယ်လို့ပဲရိုးရိုးရှိရှိပြောချင်တယ်ကျွန်တော်အပီတွင်းဆက်လို့ပြောချင်တယ်ဆိုရင်ခင်ဗျားတို့အဖေခွန်လေးတဲ့ PDF တွေရဲ့နောက်မှာ EO တွေရဲ့နောက်မှာခြားတော့ပြည်ပနိုင်ငံကြီးရဲ့နိုင်ငံကြီးအောစာနိုင်ငံကြီးအရောက်ပြီးပါဖို့လို့အာမခံချက်ပေးနိုင်လားကျွန်တော်မြင်မယ် ီသတင်းသမားကိုအစိုးရဒုဝင်ကိုယ်တိုင်ကပြည်ပနိုင်ငံတွေရဲ့ငွေဝဲကြော်လက်ကင်တော့မဟုတ်ပါဘူးလို့အာမခံရတဲ့အရင်းနဲ့ချက်ကိုပေးမယ်။ဒီနေ့ချက်ကိုခင်ဗျားတို့ထိနိုင်နေဆိုရင်တော့ပြည်တွင်းစစ်လို့ကျွန်မယုံပေးလိုက်မယ်။နောက်ထပ်အကြောင်းရတဲ့ခု။အဲ့တော့ဗာလဲဆိုတော့မင်းကလူမှုဘဝမှာတွေ့ရတဲ့တရားရင်ကနေပြီးတော့ကိုယ်တော်ဝင်တိုက်တော်နေတယ်။ ဖုံးမတိပါမတိနဲ့နေပေါ်နေပိတ်တွေကအမှန်တကယ်ထင်ပြီးပြောနေကြတယ်။ဟာ KIA ကနေပြီးတော့ကိုပဲဝင်တိုက်တော့မယ်ပေါ့။ကျွန်တော် KIA နဲ့ပတ်သက်လို့တကယ်ကြီးစုံရဲကြည့်တဲ့အခါမှာမနေ့မက်ချ်လာ20ရက်နေတာကုတ်ခိုင်မြို့နယ်မှာရှိတဲ့ KIA စခန်းကို TNL ပလောင်တွေကအင်အား200နဲ့ဝင်ရောက်စီးနေပြီးတော့အဲ့ဒီ KIA စခန်းကိုပလောင်တွေကဝင်သိမ်းပြီးတော့ KIA တွေအကုန်လုံးကားပေါ်တည်ပြီးမြို့ပြင်မှာဖိစမောင်းတို့လောင်းချလိုက် မှာလည်းပဲဒီ shutdown တစ်ခွင်မှာဆိုလို့ရှိရင် KIA စခန်းတွေကိုပလောင်လေးကတစ်ခုပြီးတစ်ခုသိမ်းနေတယ်။ဒါကဘာလို့ပြလဲဆိုတော့ KIA တွေဒီဗမာမှာကရှင်တွေ KIA တွေရေပေါ်မှာအယုတ်ဆွဲပြရာလောက်တဲ့အထိအယုတ်ရေးပြရာလောက်တဲ့အထိမျိုးတုံးပျောက်ွယ်အလောင်းချင်းထက်ပြီးသေချင်းစိုးနဲ့ပိန်နေတဲ့အတွက်နောက်တန်းမှာကြံခဲ့နေတဲ့သူတို့စခန်းတွေကိုသူတို့ကိုယ်တိုင်ကာကွယ်မပေးနိုင်လို့ပလောင်ကအตาလေးဝင်သိမ့်နေဆိုတော့တွေ့ရလိမ့်မယ်။ဒါကဒီအဲ့ဒီပလောင်တွေကပဲနော် ားလုံးသိတဲ့အတိုင်းပဲအညာလူပိုင်းကိုတက်မတော်ပြာနီပြာလေးဆွပေးတဲ့အခါသူတို့တွေအညာလူပိုင်းကတိတိစာခန့်နေမှာသူတို့ပြီးပြတ်သွားတယ်ပေါ့နော်အဲ့ဒီလိုပဲဇကိုင်းကလည်းဗတဲ့တင်ဆိုင်ဇကိုင်းတိုင်းဖြစ်နေတဲ့ခါကျတော့အဲ့ဒီမှာသူတို့ပြီးစရာအမီးမရှိတဲ့အတွက်ဇကိုင်းကဗတဲ့ဆယ်ရောက်ပြီးရှမ်းမြောက်ကကုတ်ခိုင်မှလာတယ်လက်နဲ့လာဝင်တဲ့ကုတ်ခိုင်ပါအဲ့ဒီမှာဆက်ဆောင်ရန်တွေကဇကိုင်းဗတဲ့ဆယ်ရောက်ရှမ်းမြောက်ကုတ်ခိုင်ကိုလက်နဲ့လာဝင်တယ်သူတို့ရှင်ကနေပြီးတော့ပတ်စံသိန်းတစ်ထောင်နဲ့ ့သိန်းတစ်ထောင်နဲ့50ပါတယ်အဲ့ဒီပတ်စံသိန်းတစ်ထောင်ကိုပလောင်နေကဗဒက်တွေရှိရပတ်စံသိန်းတစ်ထောင်ကိုသိမ်းလိုက်ပြီးတော့သူတို့ပြန်လွှတ်လိုက်တယ်16ရက်နေမှာပြန်လွှတ်လိုက်တယ်17ရက်နေကြတော့ပထမဖမ်းတာကုတ်ခိုင်မှာဖမ်းတယ်16ရက်နေ့ဖမ်းပြီးတော့ဗဒက်တွေရှိရနေပတ်စံကိုပလောင်နေရသိမ်းလိုက်တယ်ဗဒက်နဲ့ပလောင်နောက်ပင်အောင်ချနေကြတာ ဆက်ရှိရနေကြတော့မန်တုံဒေတာမန်တုံဒေတာမန်ပူရွာမှာအဲ့ဒီစကိုင်းဗတ်ဆက်ရောက်ကိုထပ်ပြီးတော့ KIA တစ်ခွက်ထပ်ဖန်တယ်ဖမ်းပြီးတော့သူတို့ဝင်လာတဲ့လက်နက်တွေနဲ့သူတို့မှာကြံနေတဲ့ပတ်စံ30 50ပါဝင်ဆက်သွယ်ရေးဆက်တွေအကုန်လုံးကိုဗတ်တက်တွေရှိတာပလောင်တွေကပေါ်တင်ပြောင်းကြပြီးတော့တိတ်သွားတယ်ဒီအမှုက16ရက်16ရက်နေတယ်ဖြစ်ခဲ့တာအခု21ရက်နေရှိနေတယ်ဘယ်တော့လွတ်လပ်တယ်ဆိုရဲပြည်ဖြတ်မိတယ်ဘယ်ကောင်ဘယ်ကောင်မှမအတန်မထွက်ရဲပဲနဲ့လှုပ်ပိတ်နေကြတယ်သူတို့မပြောရဲပဲနဲ့တောက်တူးတုံနေကြတယ်အန်ယူဂျီကိုယ်တိုင်က တကယ်ဆိုရင်ဟာမင်းတို့နိုင်ငံတို့လည်းကမဟာမိတ်တွေငါတို့ NGO တွေကမနိုင်ငံရဲ့တရားဝင်အမျိုးသားညီညွတ်ရေးအစိုးရဖြစ်တယ်။ဒါကြောင့်မို့လို့ငါတို့လောက်က PDF တွေကိုမင်းတို့ဒီလိုမလုပ်နဲ့မင်းတို့ကငါတို့ပြင်းထန်စွာအရေးယူမယ်လို့ပြောရရမယ်။ဒါပေမဲ့ NGO ကိုယ်တိုင်ကဘာအတန်မှမထွက်ရပဲနဲ့ကြောက်တူးတုံနေတာတွေ့တယ်။ NGO နဲ့ဗဒတ်တွေဟာအီယိုအီဟာကိုအမိခံတိုင်းရင်းသားလက်နက်ကင်တွေရဲ့အိတ်ကက်ထဲကထားတယ်လို့အချိန်မရရိုက်တက်ခံနေရတဲ့ဘုံကြော်တွေဖြစ်နေတယ်ဆိုတာထင်ရှားပါတယ်။ ။နောက်ထပ်ကြောင်းရတစ်ခုကမြေမနာစစ်တောင်းကစစ်တောင်းမှုဆိုတဲ့ခေါင်းဆောင်ဗရက်ခေါင်းဆောင်ကိုနော်ကရားတပုံဖွဲ့ကဖမ်းဆီးတပြစ်လိုက်တယ်မို့တကယ်လည်း၁၃ရက်နေလာဖြစ်ခဲ့တယ်။အဲ့ဒီအခုလည်းပတ်လို့အခုသူတို့ကနေစားထုတ်တယ်။ဘာလဲဆိုတော့ဒီမြေမနာစစ်တောင်းမှုပေါ့ဗရက်ကိုဆိုင်တပြစ်ခံရတဲ့ပတ်သက်ပြီးတော့ကျူးလွန်တဲ့တရားခဏတွေကိုအရေးယူသွားပါမယ်လို့နော်ကရားတပုံဖွဲ့ KPN လေးကပြောပါရဲ့တဲ့။အန်ယူဂျီကစာထုတ်ပြီးတော့ဖြေရှင်းချက်ပေးတယ်။ဆော့ဖြေရှင်းချက်လေးစင်တကောင်လုံးတွေ့တာကိုစင်ချေရရှာနေဖို့မလို့ ဒီပြမနာရှိကြောင်းမှုဆိုတဲ့ဗဒက်ကောင်းဆောင်ကိုဆိုင်လာခေါ်သွားတာကကယန်းတဘုံဖွဲကဒုတမဟာမှုကိုခွားဆိုတဲ့ကောင်းလာခေါ်သွားတယ်။သူကဘာကြောင့်လို့ခေါ်ရလဲဆိုတော့သူတို့ကယန်းတဘုံဖွဲကဘိုးမူကြီးတိမ့်ဟန်ကတွေ့ချင်းလို့ခေါ်ခိုင်းလိုက်ပါတယ်ဆိုပြီးတော့လာခေါ်ပြီးတော့တက်လိုက်တာဖြစ်တယ်ကြွယ်။ဒီပြမနာရှိကြောင်းဆိုတဲ့ဗဒက်ကောင်းဆောင်ကိုလာခေါ်တဲ့ဆော့ဖို့ခွားရဲ့သူ့ကိုခေါ်ခိုင်းတဲ့ဘိုးမူကြီးတိမ့်ဟန်ဒီနေရာမှာပဲတာဝန်ရှိတယ်။ဒီနေရာကတည်းက သူ့ကိုလာခေါ်ခိုင်းလိုက်တဲ့လူရဲ့လာခေါ်ရင်းတို့စင်းတကောင်လုံးတွေ့ဖို့စိတ်ချရာလိုက်ရှာပြီးတော့ကျူးလွန်တဲ့သူတွေကိုတရက်ခန့်နေကိုရင်းယူသွားမယ်ဆိုတော့နီပေါ်နီပိတ်တွေဘုမတိဘာမတိဆိုပြီးတော့ပြာရည်နဲ့ဝမ်းချရဲလို့ခေါ်တယ်။ဒါကတိုက်တီတီကိစ္စကြီးဆိုတော့ဖုံးမနိုင်ပြည်မြာဖြစ်တဲ့ခါကျတော့အရင်သူတို့အရင်မယူလို့မရတဲ့အတွက် ကြရင်လည်းဝမ်းချပြီးတော့ဟန်ဆောင်ဘက်ဆောင်အေးယူပြမယ်အေးယူနေဆိုတဲ့လူဒီကလည်းပဲအဲ့ဒီလိုမျိုးတရက်ကောင်းဆောင်ကိုခေါ်ခိုင်းလိုက်တယ်ဘုံမူကြီးတိတ်ဟန်နဲ့တရက်ကောင်းဆောင်ကိုလာခေါ်ရဒုတက်မဟာမျိုးစောပူကွာနှစ်ယောက်ကိုအေးယူပါမှာမယ်တကယ်တော့ဒင်းနှစ်ယောက်ကခေါ်ခိုင်းတာဒင်းနှစ်ယောက်ကတရက်ခံဒါပေမဲ့ဒင်းနှစ်ယောက်ကဘေးလွတ်ပြီးတော့အောက်ရှင်မှာဘူးမသိဘာမသိမလဲမဝင်စောက်ပိန်းလေးတွေကိုအချင်းချင်း အချင်းချင်းလက်ထောက်ချီလို့နောက်ကျောသားနဲ့ထိုးပြီးတော့တရားခံဖော်ပြပါလိမ့်မယ်ဒီလိုကိစ္စတွေကဘုံကျော်နေမှုလို့ဥမတိပါမတိတဲ့ညီပေါ်ညီပိတ်တွေပြားရင်နဲ့ဝမ်းချရဲလို့ခေါ်ပါတယ်နောက်တစ်ခုကတော့ထမင်းခြုံချားကငူကြီးတန်ဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ဒီပြမီတာဒီပြပြကိုရံကဝန်ခံရေးသားထားတဲ့တဲ့ဘုံရှိတယ်မြန်မာစစ်တပ်ကရဲ့အစ်မတတုံးလေးကိုတုံးပြီးတော့ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းမြောက်နယ်၊စကိုင်းမကွေးဒေသတွေမှာထိုးစစ်ဆင်နေပြီးစစ်ရေးတွေတိုးချဲ့နေတဲ့အတွက် ။တခြားနားထောင်တော့စစ်တပ်ကအစ်မင်းတို့နေတုံးပြီးတော့အဲ့ဒီကချင်းကရကရင်ချင်းရှမ်းမြောက်စကိုင်းမကွေးမှာထိုးစစ်ဆင်ပြီးတော့စစ်ရေးတွေတိုးချဲ့နေတဲ့တွဲတဲ့တော်လန်ရဲ့တပ်ဖွဲ့တွေတိမ်ဆုံးပြီးစခန်းတွေလွတ်လွတ်ပေးနေရပါတယ်လို့ DBB ပြည်ဖြတ်မိညာကဝန်ခံရေးသားလိုက်တယ်။ ် PDF တွေပေးခြင်းဆိုနဲ့ပေးပြီးတော့သူတို့စခန်းတွေလည်းလုပေးနေရတယ်လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကဝန်ခံလိုက်ပြီးတော့တသက်လုံးဘယ်နာမှာစစ်ဖြစ်ဖြစ်စစ်တပ်ကဘယ်လျောက်တည်ပါရဲတော်လိုင်းရဲတပ်ဖွဲ့တွေကအထီးခိုက်အကြမ်းရှုံးမရှိစုခွာနိုင်ခဲ့ပါတယ်ဆိုတော့ DVB လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကစစ်တပ်ကနည်းနည်းတွေချဲ့ပြီးတော့နော်စစ်ရေးတွေချဲ့ပြီးတော့ထိုးစစ်ဆင်နေတဲ့အတွက် PDF တွေပေးပြီးတော့စခန်းတွေလည်းလုပေးနေရပါတယ်လို့ဝန်ခံလို့ရှိရင်မြေပြင်မှာဘယ်လောက်ထိပြာပုံဖြစ်နေတယ်လဲဆိုတာခင်ဗျားတို့တွေးကြည့်ရသေးပါလိမ့်မယ်ဒါကြောင့်မလို့ခင်ဗျားတို့ကိုပြောပါတယ် stand-up army, stand-up army 是吧？一打米五块。那他在那边不？ ချိုင်းနဲ့ကလေးမြို့နယ်မှာစစ်ကောင်စီကစစ်ကြောထိုးနေတဲ့အတွက်ဒေသခံ၃000ကျော်အခက်ပြေးတင်းချောင်နေရပြီးတော့တောက်တူရီမင်းနဲ့ရှားပါပြက်လက်နေပါတယ်။ချားနေရိခါတွေလည်းပြက်လက်နေတယ်လို့ဆေးဝါးတယ်လည်းအေးပေါ်ကူညီပြီးအမတန်မှအခက်ခဲဒုက္ခကြုံတွေ့နေရပါတယ်တဲ့။ဒီဖြစ်မိတာတွေမှာရေးသားပေါ်ပြကြတယ်။ကျွန်တော်ဒီစကိုင်းနဲ့ကလေးမြို့တစ်မျိုးတည်းလားကျွန်တော်မဟုတ်ဘူး။အဲ့ဒီစကိုင်းဒီကိုင်းလုံးကြီးပါအခုမှစစ်ပေးဒုက္ခတွေဘဝမှာအိုးမဲ့အိမ်မဲ့နဲ့အစာရေစာလေးပြက်လက်ငတ်မိုးခေါင်းမတဲ့ကက်ယောဂါတွေယောဂဝေဒနာတွေဖြစ်ပြီးကုသကြဆေးဝါးမရှိတဲ့တဲ့။ဒုဘိတ်ကန္တာကက်တွေအခြေချက်တက်ဖြတ်လို့တည်တဲ့တက်တနာကက်တွေဒီကက်သုံးပါးက အခုမှစိုက်ထားလားဆိုတော့မဟုတ်ဘူး2021တည်းကအဲ့ဒီလိုမျိုးဘေးဒုက္ခတွေကို NDA မျိုးစုံကိုဒေသခံပြည်သူတွေခါးပြီးခံရရတာအခုဆိုလေးမရှိပါဘူးကျတော့အဲ့ဒီလိုမျိုးသခိုင်းကလိုလူတွေလိုအိုမဲအိမ်မဲနဲ့ဆစ်ပိဒုက္ခတွေဘဝကိုမရောက်စေချင်လို့ကျမကတခြားသောအေဂျင့်တွေနဲ့အေရီတိုင်းကလူတွေတကိုးတိုင်းအောင်ချမ်းကလူတွေကိုထက်ကထက်ကတတိပေးပါလက်ရက်နဲ့เนาะ တီဖြက်တီမီဒီယာတွေအထူးသဖြင့်ပြည်ပနိုင်ငံမှာရောက်နေတဲ့ဘုံကျုံတွေရဲ့ဇာတ်ကားကိုယုံပြီးတော့အေရော်ဒီတိုင်းမှာ PDF ဖွဲ့ပါဆိုပြီးတော့နော်အိမ်ပြန်မဲ့နိုင်အေရတိုင်းဆိုပြီးတော့မင်းကိုနိုင်တို့ကတောက်ပေးတယ်ဘူးမတိကိုမတိတရားလိုက်ယုံပြီးတော့အေရော်ဒီမှာစစ်ပြီးမှုတော့အခုဇာတ်ကားကလူတွေအခုလိုမျိုးဒုက္ခကတ်ကတ်သုံးပါးကိုကြော်သွားပြီးတော့အန်ဒီရဲ့မျိုးစုံရင်းဆိုင်တွေရတယ်လို့အေရော်ဒီတိုင်းမှာလည်းယုံနေရတယ်အဲ့ဒါပါလဲဆိုတော့အေရော်ဒီတိုင်းနဲ့လေးမျက်နှာမှာစစ် ဒေဒုက္ခတဲ့ပေါ့နော်စေပေဒုက္ခတဲ့1600ကျော်အစားစာနဲ့ဈေးဝါးကြီးအကူအညီအရေးပေါ်လိုအပ်နေပါတယ်ဆိုပြီးတော့ပြည့်ဖြည့်မိတိုင်းမှာရေးသားဖို့ရတယ်။လူဆိုတာကတခါပေဘူးရင်ပြန်ဖို့နားလေရတယ်။ခင်ဗျားတို့ကအမှန်တကယ်မြမပြည်သူတွေကိုချစ်တဲ့ဆန္ဒစိတ်တွေနှလုံးသားတွေရှိနေဆိုရင်ခရကလူတွေလိုပဲခရပြည်နယ်မှာလူဦးရေ85ရာခိုင်နှုန်းစေပေဒုက္ခတဲ့ဘဝမှာငတ်တလဲပြတ်တဲ့ဒုက္ခကြီးငယ်ကြုံတွေ့နေရတယ်ဒုက္ခပင်လည်းဝင်နေတယ် ဲ့ဒီလိုမျိုးမဖြစ်အောင်အယောင်ဤတိုင်းကလူတွေကိုအဲ့ဒီလိုမျိုးအစ်ရဲ့ခါးစည်းတဲ့ထံကိုမခံရအောင်ခင်ဗျားတို့နှလုံးသားကအမှန်တကယ်မြန်မာပြည်ကိုချစ်တယ်ဆိုရင်ခင်ဗျားတို့စိတ်မမွေရဘူးဒါပေမဲ့ခင်ဗျားတို့ကိုယ်တိုင်ကအယောင်ဒီမှာစစ်ပွဲတွေမဖြစ်ဖြစ်အောင်လို့ငွေကြေးတွေပုံပေးတယ်လက်နက်တွေပုံပေးတယ်တကယ်တမ်းစစ်ပစ်တဲ့အခါကျတော့ပြည်သူလူထုသာဒုက္ခရောက်ရတယ်ဒါကြောင့်မို့လို့အခုအေယော်ဒီကပြည်သူတချို့တော့ပြည်သူတွေဒုက္ခရောက်နေရခြင်းသည်အဲ့ဒီအေယော်ဒီမြို့ကိုဖျက်နေခြင်းသည်အေယော်ဒီတိုင်းကိုဖျက်နေခြင်းသည် PTN နဲ့သူတို့အဖေခေါ်နေတဲ့အေအေအကြပ်ဖက်ခွဲတွေလက်ချက်လာခဲ့တယ် ဆုံးပြီးအေးအေးက ARB တိုင်းကိုအဲ့ဒီလာပြီးနေချက်တယ်ဆိုတော့သူ့ရခိုင်ပြည်နယ်မှာပေါ့ရခိုင်ပြည်နယ်မှာအေးအေးတိမ့်ထားတယ်သူတို့ပြောရင်အေးအေးမျိုးကအေးအေးကမျိုးပေါင်း၁၄မျိုးကိုတို့တိုက်ခိုက်တိမ့်ပိုင်နိုင်ပါတယ်ပြောရင်အဲ့ဒီအေးအေးတိမ့်ထားတဲ့၁၄မျိုးမှာစစ်ပေးဒုက္ခ6တိမ့်ကျော်ရှိတယ်6တိမ့်ကျော်ရှိတယ်အဲ့ဒီ6တိမ့်ကျော်ဆိုတာကတရားတပြည်နယ်လုံးဝပေါင်းတဲ့လူကြီးအထက်များတယ် ချင်းတပြည်နယ်လုံးပေါင်းတဲ့လူဦးထံများရဲ့ရခိုင်ပြည်မှာလူပေါင်း6သိန်းကျော်အိုးမဲ့အိမ်မက်နဲ့အစားအစာရပြက်လက်စင်းဝါးရပြက်လက်ဒုက္ခရောက်နေကြတယ်။ဒါပြင်အဲ့ဒီရခိုင်တိုင်းနဲ့ပတ်သက်လို့ဒီဖြတ်မိကြမှာဝန်ခံရေးတာခါတာတခုရှိတယ်။ရခိုင်ပြည်နယ်ပုံနယ်ကျောင်းကျောက်တော်မင်းများမြေပုံရသိတာမြို့နယ်၅ခုမှာတောင်တုံးရီရှားပါနေပါတယ်တဲ့။အလုတ်ကန်ခွင်းလန်းတွေရှားပါတယ်။စားဝတ်နေတွေကျတဲ့တယ်ပုံသေးလုံးတွေမြင့်တက်နေတဲ့ခြေထဲကတောင်တုံးရီပါပြက်လက်တဲ့အတော်လေးကိုခက်ခဲကြုံတွေ့နေရပါတယ်လို့ရခိုင်ဒေသခံတွေကပြောပါတယ်။အဲ့ဒါကန်ကြီးထိုက်တယ်လို့ခေါ်တယ်။ ကျေးဇူးရှင်ကိုကျေးဇူးဆွတ်တဲ့ကျေးဆွတ်တဲ့ရခိုင်နေဒုက္ခရောက်တိုင်းမှာအမြဲတမ်းရှိကနေမမမမရက်တီပေးခဲ့တဲ့တဘာဝဘေးအတည်းဖြစ်တဲ့အခိုင်တိုင်းမှာရှိကမမမမရက်တီပေးခဲ့တဲ့တတ်မတော်နဲ့ဗမာလူမျိုးထည့်ရဲ့စေတနာနဲ့ကျေးဇူးတွေကိုကမ်းနေတွေ့အဲ့ဒါကြံကြီးထိုက်တယ်လို့ပြောပါတယ်။နောက်ထပ်တည်းဒဝဲဒဝဲမှာလေစစ်ကောင်ကြီးကစစ်ကြောင်းထိုးနေတဲ့အတွက်ကြေးရွာလေးရွာကဒေသခံတွေခက်ခဲတိတ်ဆောင်နေရပါတယ်။အမှန်တကယ်တော့အဲ့ဒီတနင်္လာရီတိုင်းထဲမှာနေ့တိုင်းနေ့တိုင်းတိုက်ပွဲဖြစ်နေတယ်။ နော်တီတီမောတောင်နေဆက်ကုံတွေရေးလမ်းကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ဖို့အတွက်နော်အာဒီမှာတီတီမောတောင်နေဆက်ကုံတွေရေးလမ်းလေးချောင်းမှရှိရတဲ့အဖက်သမားတွေကိုနှဲ့စင်းနေမြအချိန်မုန်းနေတာဒီညမှာအဓိကတိတစ်ချက်ပြပါမှာဓဝယ်မှာစစ်ကြောင်ထိုးနေလို့ဒေသခံတွေထွက်ပြရတယ်လို့သူတို့ပြောတယ်ပီးပြန်နေတိုက်တဲ့အချိန်ကတော့မြို့သိမ်းတိုက်ပွဲဆင်နွှဲပါတယ်လို့တကားတခွန်းနဲ့ပြီးသွားတယ်။အဲဒီမြို့သိမ်းတိုက်ပွဲရဲ့နောက်မှာဒေသခံတွေထွက်ပြေးတိမ်းရှောင်ကြတာကိုသူတို့အထင်မပြောဘူး။ဖုံးကွယ်ထားကြတယ်။အဲဒီလိုမျိုးတီးဖြတ်မိတာတွေကိုယ်တိုင်ကတစ်ဖက်ဆောင်နေတဲ့ကလိန်ကကြစ်ပြောလို့ဒီနေ့အချိန်လေးချင်းနိုင်ငံရေးကဆိုးလာတယ်။ ခါကအလူကြီးကနေပြီးတော့စားတကြောင်ထုတ်လာတယ်။အညာဒေတာကိုစစ်ကောင်စီကပြစ်မှတ်ထားပြီးတိုက်ခတ်တက်ဖြတ်နေပါတယ်ဆိုပြီးတော့အလူကြီးကနေပြီးထမေခြုံချားတဲ့ကောင်ငုံကြီးတန်ကြရတယ်။မပူပါနဲ့အခု2025ပထမ6လအတွင်းမှာစကိုင်းတတိုင်းလုံးမှရှိတယ်မကွေးတတိုင်းလုံးမှရှိတယ်။ PD ရဲ့အားပြီးနေတဲ့ PD ရဲ့ရှိတဲ့မြေမှန်သမျှတမတော်ကမြေလှန်ပြီးတော့အမြင့်ပြည့်ချိန်မောပါလိမ့်မယ်။ဒါနဲ့သင်္ချိုင်းစကိုင်းတိုင်းဖြစ်ပါလိမ့်မယ်။အခုတုံးကနော်နောက်ထပ်တုံးကကြာနေတယ်။နော်နောက်ထပ်တုံးကအတွင်းမှာ ဗရက်ဆိုတာဂျိုနဲ့လား NLD ဆိုတာဂျိုလက်လား NUG ဆိုတာဂျိုနဲ့လားလို့မေးရလောက်တဲ့အထိစကားမကွေးနဲ့အရာဒီတမှာတမတော်ကနေအောင်ပွဲတွေဆင်ပြီးတော့အောင်ပွဲအလေးလေးစကူးနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်